အလုံးမဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆရာမိုးရှင် IMT ရဲ့သူစိတ်တက်ကြတိုင်းဖတ်ဖို့ဆိုရဲစာအုပ်ထဲကစိတ်တက်ပြန်တက်လာဖို့အကောင်ဆုံးနိလန်လေးတွေဆိုရဲကောင်းစဉ်လေးကိုဖတ်ပြပေးချင်ပါတယ်ရှင်စိတ်တက်ပြန်တက်လာဖို့အကောင်ဆုံးနိလန်လေးတွေ တကယ်တော့စိတ်တက်ကြရဆိုတာတင်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တို့လူသားအလုံးစိတ်တက်ကြတတ်ပါတယ်ကျွန်တော်လည်းစိတ်တက်ကြတတ်ပါတယ်ဒါကြောင့်တင်မစိတ်တက်ကြဖို့ရရှိတယ်အားငယ်စရာမလိုပါဘူးပတ်စံမရှိလို့ချစ်သူနဲ့အဆင်မပြေလို့မိသားစုနဲ့အဆင်မပြေလို့အလုံးမှာအဆင်မပြေလို့ မစာမီပွဲကြလို့ရုံမလာလို့စသဖြင့်အမျိုးမျိုး စိတ်တက်ကြနေ တကြပါတယ်စိတ်တက်ကြတာဆင်းရဲချမ်းသာမရွေးပါဘူးပတ်စံချမ်းသာတဲ့သူတွေတော့စိတ်ချမ်းသာမယ်လို့သင်ချင်မှာပေါ့တကယ်တော့သင်ချင်တယ်လို့မဟုတ်ပါဘူးဥပမာသင်ကတိတ်မချမ်းသာတဲ့တာမန်ရုံးဝင်ချမ်းတယောက်ဖြစ်ပြီး တင်မှာတင်အရန်ချိတ်တဲ့ iPhone လေးတစ်လုံးရှိတယ်ဆိုပါစို့အဲ့ဒီ iPhone လေးတက်စီပေါ်မှာမိကျန်နေခဲ့ရင်တင်ဘလို့ခံစားရမလဲခဏလောက်တွေးကြည့်လိုက်ပါဆယ်သိန်းဝန်းကျင်လောက်တန်မှုရှိတဲ့ပစ္စည်းတစ်ခုအတွက်တောင်အဲ့ဒီလောက်စိတ်တော့ကရရောက်ပြီးစိုးရိမ်ပူပန်တတ်နေရင် ိန်ထောင်ပေါများစွာချမ်းသာတဲ့သူတွေရောစိတ်ထဲမှာဘလို့ဖြစ်နေမယ်ထင်ပါလေသူတို့တွေကတလောက်ချမ်းသာရင်တော်ပါပြီဆိုပြီးရက်သွားတဲ့သူမရှိပါဘူးဒီထက်ပိုချမ်းသာဖို့ကြိုးစားနေတဲ့သူတွေကြီးပါပဲသူတို့မှာရှိတဲ့ချမ်းသာမှုတွေကိုမပြောက်ပြက်အောင် အမြဲထိန်းသိမ်းနေရပါတယ် တကယ်တော့အောင်မြင်မှုဆိုတာပျော်ရွှင်မှုပါပဲလူတွေကပျော်ရွှင်မှုရဖို့ပတ်စံအဓိကကြတယ်လို့သတ်မှတ်လိုက်ပါတယ်တကယ်တော့ပတ်စံညီမြခြင်းပျော်ရွှင်မှုဆိုရဲညီမြခြင်း ਨੇ သူတို့ဘဝကို ပေါက်ခတ်လိုက်တယ်သူတို့အဲ့ဒီပေါင်တယ်မှာနေထိုင်ကြတယ်ကြပါမယ်သူတို့ပျော်ရွှင်ခြင်းအစင်မှန်ကို မရရှိကြဘူး သူတို့ဘဝတွေကို လောဘတွေနဲ့အနာတလိုက်ကြတယ်။သူတို့ရဲ့ညီမြချင်းကလောဘအပန်းပစံညီမြချင်းပျော်ရွှင်မှုဖြစ်လာတယ်။ကြလာတော့ညီညာချင်းရဲ့တစ်ဖက်ချမ်းကပျော်ရွှင်မှုသူတို့စီမှာမရှိတော့ဘူးသူတို့စီမှာကြံခဲ့တာကလောဘအပေါင်းပစံဖြစ်သွားတယ် သူတို့ဘဝတွေကဘာနဲ့တူလဲဆိုတော့ကြောက်တွန်းကြီးကြီးတုံးကိုအယံမတ်တဲ့တောင်ကုန်းဘုတ်ကို တွန်းတင်နေရသလိုပါပဲသူတို့တတာမြင်လာလေလေအဲ့ဒီကြောက်တွန်းကြီးကို နောက်ပြန်မချအောင်အားပိုဆိုင်ရလေလေပါပဲတချို့ကလည်းအဲ့ဒီကြောက်တွန်းကြီးတွန်းနေတော့အယံလာတဲ့ခြေလေးတွေရဲ့ပဝန်းချင်းကငှက်ကလေးတွေရဲ့တေးစုတန်တွေကို မခံစားမိလိုက်ကြပါဘူး တချို့ကလည်းမနိုင်တဲ့ကြောက်တုံးကြီးမလို့တလင်းခောက်ခွေပြုတ်ကြကြရတယ်။တချို့ကလည်းသွေးတန့်ရဲ့ရဲ့နေတချို့ကတော့ထိတ်ဆုံးရောက်သွားကြတယ်။ဒါပေမဲ့နောက်ထပ်တက်ရမယ့်တောင်တွေအများကြီးရှိမှအပေါ်ဆုံးရောက်မှတည်ခွင့်ရလိုက်တယ်။ပတ်စံနဲ့သတ်မှတ်ထားတဲ့အောင်မြင်မှုနောက်ကိုလိုက်ရင် ဘဝမှာအရေးကြီးဆုံးအရာအားလုံးကိုဆုံးရှုံးလိုက်ရတယ်။ပတ်စံကအရင်မကြည့်ဘူးလားလို့မေးရင်တော့အရေးကြီးပါတယ်။ဒါပေမဲ့ပျော်ရွှင်မှုကို ပေးစွမ်းနိုင်တဲ့တစ်ခုတည်းသောအကြောင်းရင်းတော့မဟုတ်ပါဘူး။သူကအစိတ်ပိုင်းတစ်ခုထက်မပိုပါဘူး။တတ်မှတ်တဲ့သူပေါ်မှာတော့မူတည်တာပေါ့။သင်ဟာပတ်စံတည်တာပျော်ရွှင်မှုကိုစောင့်ကြည့်ပေးနိုင်တဲ့အရာလို့သတ်မှတ်ရင်တော့ ပတ်စံတွေရှာပြီးပြော့အောင်ဆန့်ချနိုင်ပါတယ်။ဒီလိုမှမဟုတ်ပဲပတ်စံကအရာရာမဟုတ်ဘူးလို့သင်ယူဆရဆိုရင်တော့အောက်ပါနီလန်လေးမျိုးတိုင်းစံသက်ကြီးစေချင်ပါတယ်။ကျွန်တော်ကိုယ်တိုင်ပျော်ရွှင်စွာ နေနိုင်ခဲ့တဲ့နီလန်တွေလည်းဖြစ်ပါတယ်။နံပါတ်၁အတွေ့တွေကိုပြောင်းလဲကြည့်လိုက်ပါ။စိတ်ကအရာရာပါပဲဥပမာတင်ကြုံဘူးလား ်သင်မန်နေကြည့်လိုက်တော့တခါတလေချောနေတတ်ပါတယ်။အဲ့ဒီလိုအချိန်မျိုးဆိုကိုကိုကိုအားရနေတတ်ပါတယ်။လူရှိသူရှိထွက်တော်လဲယုံကြည်မှုအပြင်းနဲ့ထွက်နိုင်ပါတယ်။အဲ့ဒီလိုနေမျိုးဆိုဘာပဲလုပ်လို့အောင်မြင်တာများပါတယ်။ဒါပေမဲ့ကျွန်တော်တို့တွေကမှန်ကြည့်ပြီးကိုအဖြစ်ကိုအရှာကြဆုံးလူသားမျိုးတွေလေ။ နှာခေါင်းကမလာဘူးနှစ်ရွက်ကကားတယ်မျက်လုံးကဆွေတယ်စသဖြင့်ကိုကိုကိုကဲ့ရဲ့ပြီးစိတ်တက်ကိုအောက်ဆုံးထိဆွဲချလိုက်ကြပါတယ်အဲ့ဒီလိုနေမျိုးဆိုရင်တော့စိတ်တက်တွင်ကြနေတတ်ပါတယ်ကိုကိုကိုယုံကြည်မှုကကြသွားတယ်အကျိုးဆက်အနေနဲ့တစ်နေ့လုံးဘာလို့လို့အဆင်မပြေတော့ဘူး ဒီအခြေအနေကိုပြန်သုံးသပ်ကြည့်ရအောင်တင်းရုပ်ကဒီရုပ်ပါပဲပြောင်းသွားတာကတင်းစိတ်ပါတင်းစိတ်ကတင်းကိုအချင်းချလိုက်တယ်တင်းကလည်းအချင်းချခံရအောင်လို့ကို မရမကလိုက်ပြီးတွေ့တယ်စိတ်ကအရာရာပါပဲအလိုလျောက်လေထဲမှာလွတ်မျောနေတဲ့ချိန်တွေကိုလည်းစင်ရုပ်တွေကြာရုပ်တွေအပြင်မြင်ကြည့်လိုက်လို့ရတယ် ညာဘက်ကောင်းရင်မှထောင်ထားတဲ့ဖျားလိကြီးကိုလည်းတရေလို့တွေ့ပြလိုက်လို့အရာတယ်။အဲ့ဒီတော့တေချာပြင်းပြီးစဉ်းစားရင်ပျော်ရွှင်မှုရဖို့ဆိုတာစိတ်ကိုပြင်ရမှာပါ။ပတ်စံမဟုတ်ပါဘူး။ပတ်စံနဲ့ညီမြချင်းချချင်းရင်လည်းရပါတယ်။ဒါပေမဲ့အဲ့ဒီလိုစဉ်းစားရင်တော့စိတ်ချမ်းသာဖို့ပတ်စံအရင်ရှာကြည့်လိုက်ပါ။ ဒီစာအုပ်ကိုဖတ်နေကြတဲ့ကသင်ဟာစိတ်သက်ပြန်တက်ခြင်းနဲ့လူဆိုတာသိကြပါဗယ်။သင်အထွေတွေနည်းနည်းလောက်ပြောင်းလဲကြပါ။သင်ရဲ့အချက်ကသူတွေကြီးပဲမကြီးပါနဲ့။သင်စိတ်သက်ကြနေတယ်ဆိုရင်ဘတ်စကားတွေကြားတယ်၊ပြေးလွားပြီးပန်းရောင်းနေတဲ့ကလေးတွေ၊သူများចောင်းစင်းဝတ်စုံလေးတွေကို ငေးကြည့်နေတဲ့ကလေးတွေ တနေ့လုံးမှာထမင်းတက်နဲ့ပဲဆိုင်ရတဲ့သူတွေကို အားနာပါတင့်မှာရုပ်ပိုင်းဆိုင်ရာအားနေချင်ရှိတယ်လို့ချင်ရင်ဆယ်တန်းမှာတင်ခဲ့ရဘူးတဲ့ Helen Keller ကိုအားနာပါမျက်စီလည်းမမြင် နားလည်းမကြားတဲ့ Helen Keller ကဘဝကိုရင်ဆိုင်နိုင်ရင်တင်ကရောတင်းမျက်လုံးမ ထင်ရင်တစ်ခါလောက်မျက်လုံးမှိတ်ပြီးလမ်းလျှောက်ကြည့်ပါမျက်စိမမြင်တဲ့သူတယောက်ဆိုရင်ရောဘယ်လိုနေမလဲတင်အရန်ကန်ကောင်းပါတယ်တင်စိတ်တက်ကြနေတဲ့အချိန်ဒီစာကိုတင်ဖတ်နိုင်ပါတယ်ဘဝရဲ့အလားပါတွေကိုခံစားနိုင်ပါတယ်မနက်ဖြန်ဆိုတာမတိချတဲ့အရာမလို့လက်ရှိအချိန်ကိုလေးစားပါ ဘယ်တော့မှမကောင်းတဲ့စိတ်နဲ့အရာရာကိုမကြည့်ပါနဲ့အဲ့ဒါဟာစိတ်တကြခြင်းရဲ့အကြောင်းရင်းတစ်ခုပါအချုပ်ခန်းလေးကအချင်းချခံထားရတဲ့အချင်းသားနှစ်ယောက်ကကြတင်းပေါက်အပြင်ဖက်ကိုပြိုင်တူကြည့်လိုက်ကြတယ်။ပထမတစ်ယောက်ကပြောရင်းအပြင်မှာရေပွက်တွေကြီးပဲစိတ်ပြတ်ဖို့ကောင်းလိုက်တာတဲ့။ဒုတိယတစ်ယောက်ကပြောရင်း တင်ညလာတာတယ်နော်ချယ်ရီလဲစုံပြီးအရန်လာလိုက်တာတဲ့လူတွေရဲ့အကြွေးတွေဟာလူတွေရဲ့ပျော်ရွှင်မှုပါပဲ people choose what to see တဲ့သင်မပြောင်းလဲနိုင်တဲ့အရာတွေကို အကောင်းမြင်ချင်ပါအရင်ကထပ်ပေါ်ပြီးစိတ်ချမ်းသာလာတာတွေ့ရပါလိမ့်မယ်နံပါတ်2သင်ကိုယ်သင်ချီကျူးပါ တင့်ကိုတင်အမြင်အပြည့်ရှာနေတာကိုခဏလောက်ရပ်ပြီးတခါလောက်ဖြစ်ဖြစ်တင့်ကိုတင်ချီချူးချီပါတင်ပါပဲလို့လို့တခုခု အောင်မြင်စွာပြီးဆုံးသွားတိုင်းတင့်ကိုတင်ချီချူးဖို့မမေ့ပါနဲ့လူတိုင်းလူတိုင်းမှာပင်ကိုအရေးအချင်းရှိပါတယ်တင်မာလည်းရှိပါတယ်တင်မာချီချူးစရာတခုမှမရှိဘူးလို့ထင်လို့လား ခြေကျူးစရာတစ်ခုရအောင်ဖန်တီးပါ ဥပမာစိတ်တော်ချာကောင်းအောင်နေချေပါဒါဟာအတော်လေးကိုခြေကျူးစရာကောင်းတဲ့အရာပါဒါမှမဟုတ်ကုကုကုနှိမ်ချပြီးနေချေပါဒါဟာလေလူတိုင်းမလုံနိုင်တဲ့အရေးအသွေးပါ။ဒါမှမဟုတ်အချိန်ကိုလေးစားတဲ့သူ ဖြစ်အောင်နေချေပါ ဒါကလည်းအတော်ကိုချီးကျူးစရာကောင်းတဲ့အချက်ပါအဲ့ဒါတွေလို့ဖို့ပတ်စံတပြားမှမလိုပါဘူးတင်လို့ချင်ဖို့ပဲလိုတာပါနောက်တစ်ချက်အရေးကြီးတာက သူများကိုလည်းချီးကျူးပါရိုးရိုးသားသားချီချူတာကချီချူခံရသူကိုလည်းစိတ်ချမ်းသာစေပါတယ်။နံပါတ်3ဘောင်းနေမှမနေပါနဲ့ တင့်ကိုတင်ဘောင်ခတ်ထားတာအရင်ဆိုပါတယ်တခုခုကိုမလုံနိုင်ဘူးအခက်ခဲတခုကိုမဖြတ်ကျော်နိုင်ဘူးစသဖြင့်တွေးရတာအရင်လွယ်ပါတယ်ဒါပေမဲ့အဲ့ဒီတွေးတာဟာဘာမှကိုအတုံမဝင်ပါဘူးတင့်ရဲ့ comfort zone တဲကထွက်ကြည့်ပါဥပမာတင်ကအင်္ဂလိပ်စာ သင်တန်းတစ်ခုမှာရှေ့ထွက်ပြီး မပြောရဘူးဆိုကြပါစို့ တစ်ခါလောက်ထွက်ပြောင်းဖြစ်အောင်ထွက်ပြောင်းပါအဲ့ဒီလိုများများလုပ်ပေမှတင့်ကိုတင်ယုံကြည်မှုတက်လာမှာပါအကျိုးဆက်အနေနဲ့တင့်ကိုတင်ချီချူဖို့အရာတွေတိုးလာမှာဖြစ်ပါတယ်။တင့်ကိုတင်လက်ခံမှာဒီအချက်ကအရန်အရေးကြီးပါတယ်။တင်အသားမဲသည့်ဖြစ်စေ၊ဆင်းရဲသည့်ဖြစ်စေ၊ဝါသည့်ဖြစ်စေ၊ပိန်သည့်ဖြစ်စေ တင့်ကိုတင်လက်မခံသည်တည်း၍ဖုံးခွေဖို့ကြိုးစားနေသည်၍မလုံးချုံမှုတွေနဲ့စိတ်ဆင်းရဲနေရအောင်ပါပဲ။လောကကြီးနဲ့အသားကြဖို့ဆိုတာအရင်ဆုံးကိုကိုကိုလက်ခံရပါတယ်။တင့်ကိုတင်လက်ခံသွားရင်တင့်ရဲ့ရုပ်ကြီးဟာတိတိတတ်တာကို ပြောင်းလဲသွားပါလိမ့်မယ်။ယုံကြည်မှုအပြင်နဲ့အရန်ကို ကြည့်လို့ကောင်းနေပါလိမ့်မယ်။ အမေရိကန်လူမျိုးရပ်ပါတွေကိုတွေ့ဖူးမှာပေါ့အသားမဲမဲနဲ့ရုံမချောကြတာများပါတယ်ဒါပေမဲ့ယုံကြည်မှုအပြည့်နဲ့ကြီးကောင်းကြပါတယ်တင့်ကိုတင်ယုံကြည်မှုဟာတင့်ရဲ့ရုပ်ရည်ကိုပါ အများအမြင်မှာပြောင်းလဲပြနိုင်ပါတယ်ဒါကြောင့်တင့်ကိုတင်လက်ခံမှာယုံကြည်ပါ ပေါင်းနှဲမှာမနေပါနဲ့ပေါင်းအပြင်ထွက်ချပါ အပြင်မှာအရန်လာပါတယ်။နံပါတ်၄မိမိမှာရှိတာကိုတံဖိုးထားပါ။ Some people just don't know how to appreciate what they got. တချို့သူတွေကသူတို့မှာရှိတာကိုတန်ဖိုးမထားတတ်ကြပါဘူး. iPhone လေးလိုချင်တာပဲတည်တယ်။ ပထမဆုံးဖုန်းလေးမကင်နိုင်တော့ကခံစားချက်ကိုမမမိကြပါဘူးမိမိအေးရဲ့လုံခြုံအေးချမ်းမှုကို ခရီးထွက်နေတော့ဒုက္ခရောက်တဲ့အချိန်မှာတန်တာတကြပါတယ်အိမ်မှာနေတော့ကတော့အဲကွန်မရှင်လို့အိမ်ကအထမ်းမြင်လို့စသဖြင့်စင်ချီအမျိုးမျိုးပေးတတ်ကြပါတယ် ကျမ်းမာခြင်းရဲ့အချိုးကျေစုကို နေမကောင်းမှတတိရကြပါတယ်။မအီမတာနဲ့နေထိုင်မကောင်းတဲ့အချိန်မှာနေထိုင်ကောင်းတော့ကခံစားချက်ကိုတတိရပါတယ်။ပုံမှန်တိုင်းနေကောင်းနေချိန်မှာတော့ကျမ်းမာရေးရဲ့တန်ဖိုးကိုမတီးတတ်ကြပါဘူး။ဒါကြောင့်မိမိမှာရှိတာလေးတွေကိုတန်ဖိုးထားကြပါ။ဟုတ်ကဲ့ကျမအခုဖျက်ပြပေးသွားတာကတော့ ဆရာမိုးရှင် IMG ရဲ့သူစိတ်တက်ကြတိုင်းဖတ်ဖို့ဆိုရဲစာအုပ်ထဲကစိတ်တက်ပြန်တက်လာဖို့အကောင်းဆုံးနီလန်းလေးတွေဆိုရဲကောင်းစင်လေးကိုထုံထုံဖတ်ပြပေးသွားတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။